FA Cup Quarter Final Fulham နဲ့ Crystal Palace, Brighton နဲ့ Nottingham Forest င်္ဂလာပါကိုခိုင်းစတာဖူဘောရှိုးအနေချိုးသွားရယ်စနေညမှာရှင်ပြိုင်ကစားမဲ့ FA Cup Quarter Final ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ Fulham Crystal Palace ပွဲနဲ့ Brighton Nottingham Forest ပွဲနှစ်ပွဲပေါင်းကိုပွဲချုပ်သုံးသက်ချက်လုပ်ပေးသွားကြမှာခင်ဗျာဆိုတော့ပထမတစ်ပွဲစနေည6:45မှာရှင်ပြိုင်ကစားမဲ့ Fulham နဲ့ Palace ဒီပွဲကို Key Point Stadium အရင် ဆွဲထုတ်ကြည့်မယ်ဖူလန်ကကစားသမားကောင်တချို့ရှိနေသေးတယ်လို့အင်ရှင်ပရိသတ်ရှင်းမောက်မှာလည်းပဲလစ်အသင်းကိုရင်ဆိုင်ရှင်ပြိုင်ကစားရမယ်ပဲလစ်ကတော့ဖူလန်လောက်ကစားသမားအင်အားတောင့်တင်းမှုစင်းမရှိတယ်လို့ဒီနှစ်ဘောလုံးရာသီမှာလည်းပရီးမီးယားလိမှာဖူလန်လောက်ခရီးမရောက်တဲ့အသင်းဖြစ်ပါတယ်တန်းစင်းစုံကမနေ့ရုံးကန်ရတဲ့အခြေအနေမျိုးမှာဖူလန်ရဲ့လက်ရှိစွမ်းဆောင်ရည်ပိုင်းကပဲလစ်ထက်တာရယ်ဆိုတာညင်းလို့မရပါဘူးခင်ဗျသို့တော့ ား FA Cup ကနှစ်သင်းလုံးအတွက်ရင်ခုန်ကျင်စရာဖလားတစ်လုံးဖြစ်နေတယ်။ Fulham ကတော့ Premier League မှာဘာမှမဖြစ်တော့ဘူး။ဥရောပဝင်ကွင်းလည်းတင်ချာနီးရတော့ဝင်ကွင်းရနိုင်သေးတယ်။ဒါပေမဲ့လည်းတကယ်လက်တွေ့မှာရင်ဆိုင်ရှင်ပြိုင်ရမယ့်အသင်းတွေကမနေဘူးတန်းစင်းဆုံးအတွက်လည်းရင်ခုန်စရာမလိုတော့ဘူးအဲ့တော့မတော်တဆငါတို့ FA Cup မှာ Champion ဖြစ်ခဲ့တော့ဆိုတဲ့အတွေးမျိုးဟာ Marco Silva နဲ့တားတဲ့ဘဲဒီမှာရှိမယ်လို့ထင်တယ်တစ်ဖက်က Palace ကလည်း Tony Du ပဲ Fulham တက်တော့အခြေအနေသိုးသေးတယ် ယာဒီလေလောက်မှာတန်းစင်းစုံရုံအားတွေပါမြင်ခဲ့ရတာအခုချိန်မှာတော့သူတို့အသက်ရှူခြောင်သွားခဲ့ပြီပေါ့ဗျာဒီပွဲစဉ်ကို focus အပြည့်ထားပါလိမ့်မယ်လူစည်းစုပွဲမှုရဖူလန်အနေငယ်တာတယ်ဆိုပေမဲ့လည်း Palace မှာလည်းလှုပ်ရှားလို့ရတဲ့ကစားသမားတွေရှိနေတယ်ဆိုတာညင်းလို့မရဘူးဗျာဥမာပြောရင်အင်္ဂလန်လေဝေးစဉ်အသင်းဖြစ်ရွေးချယ်ခံရပြီးတွင်းကိုတကိုတွင်းသွားတဲ့ Ibrichi Easy ရှေ့မှာ Martita တို့လိုကစားသမားမျိုးတွေဒီတကယ်ကိုပွဲတစ်ပွဲကို ရလက်မပြောင်းပေးနိုင်တောင်မှနီးပြအားကိုးလို့ရတဲ့ကစားသမားမျိုးတွေဖြစ်ပါတယ်။နှစ်သင်းလုံးမှာအားနေချက်အားသာချက်ကိုဒီရှိနေတဲ့ကမ်းမဲ့ကွင်းက Craven Cottage ။ Okay အဲ့တော့အာရှရဲ့အကျော်ပေးမှုတွေဘလို့ရှိသလဲ။ဒဲဒဲဆိုတဲ့အကျော်ပေးမှုမပေးုံတမင်။ဖူလန်ကတေကြရင်တဝက်ဆုံးရှုံးခွင့်ပဲပေးရပါတယ်။ဒါကတိတ်ရုတ်တိမတန်တဲ့အကျော်ပေးမှု။ Premier League ပွဲမဟုတ်ဘူးဗျာ။ တပွဲနိုင်ုံနိုင်မရမယ်တည်ရကြလို့မရတည်ရကြပြီဆိုတာနဲ့သူကပနတီကန်အမှာဟိုအဲ့အတွက်ကြောင့်ဒီအကျော်ပေးမှုဒီမပြတ်မသားအကျော်ပေးမှုလို့တော့ကျွန်တော်ထင်တယ်ပုံမှန်အပြည့်ဆိုရင်ဖူလန်ကတည်အပြည့်ဝဆုံးရှုံးခွင့်ပေးရမှာပါဘူဂီရီရဲ့ခမန်းမှုရတော့ဒီပွဲစဉ်ဟာတည်ရကြဖို့များတဲ့ပွဲစဉ်တပွဲ နိုင်မယ်ဆိုရင်လည်းဖူလန်ရဲ့အနိုင်ကခပပလေးရှိတယ်ဆိုတော့သဘောမျိုးဖြစ်ပါတယ်ဆိုတော့ဟန်ဒီကပ်ပြအားပေးမဲ့ညီကိုရိအနေနဲ့တိတ်ပြီးတော့မတန်ဘူးပေါ့နော်တရေချဖို့များတဲ့အတွက်ကြောင့်ဖူလန်ကရှုံးရင်လည်းတဝက်လောက်ပဲရှုံးမယ်အပယ်လစ်ကနိုင်ရင်လည်းတဝက်လောက်ပဲနိုင်မယ်ဆိုတော့ပုံစံဖြစ်နေတယ်အဲ့တော့ကျွန်တော်ကဘယ်အသင်းကိုရွေးချယ်ပါဆိုပြီးအတင်းချက်တော့မတိုက်တွန်းခြင်းဘူးဘာကြောင့်လဲဆိုတော့အချိုးမြတ်အရင်ကြီးမရနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုတစ်ခုတည်းပြောရမယ်ဆိုရင်ကျွန်တော်ပယ်လစ်ကိုရွေးချယ်ပေးခြင်းတယ်ဖူလန်ကိုအဝေးကွက်မှာနိုင်ဖို့မနိုင်ဖို့ထက်ဆိုင်တရေချဖို့များ များတော့ဗျာမတက်နိုင်ဘူးတေးတဝက်ပေးထားလဲတဝက်ပဲကျွန်တော်တွေကယူရမှာပါတူတယ်ကုန်းနဲ့တစ်ချက်ပြန်ချင်းကြည့်အောင်နှစ်ကိုတဝက်အရှုံးပေးထားတဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးတွေကရစ်ပြီးတော့အောက်ကိုပဲသွားတယ်ဗျဝမ်ဝမ်စီစီဒါမှမဟုတ်လေတင်းတင်းရဝမ်စီပုံစံမျိုးပေါ့နော် တိုရီကိုကတော့ထုံးတဲ့နိုင်မဲ့ကျွန်တော်ရွေးချယ်ပေးလိမ့်မရှိဘူးဟန်ဒီကက်ပြရပဲပဲလစ်ကိုရွေးပေးပါတယ်အဲ့နောက်တစ်ပိုင်းဒီနှစ်သင်းကြားတဲ့ကကိန်းကနေအချက်လက်လေးအနည်းငယ်ပြောပါမယ်ဟတ်တူဟတ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာတော့ဖူလန်က2ချိန်နိုင်3ချိန်သေးကြပြီးပဲလစ်က2ချိန်နိုင်သားပါတယ်နောက်ဆုံးတွေ့ခဲ့တဲ့ EPL ပွဲစဉ်မှာတော့ Craven Cottage မှာပဲလစ်က2-0နဲ့နိုင်သားတာဖြစ်ပါတယ်အဲပဲလစ်ကလည်းအင်ကွင်းမှာ ဖူလန်ကိုတူးသီးနဲ့ရှုံးထားပါတယ်ဒီနေ့ရာသီမှာတော့ဒီနှစ်သင်းကအနေငယ်ထူးခြားတယ်အဝေးကွင်းမှာတွားရောက်ကစားတဲ့အသင်းတွေဟာနှစ်ကိုးပြက်နဲ့နိုင်လေးနိုင်ထားရှိတယ်ဆိုတဲ့သဘောမျိုးပဲပြီးခဲ့တဲ့ရာသီဒုတိယအကြော်တုံးကတော့ဝမ်ဝမ်တေးပွဲဖြစ်ပြီးပထမအကြော်တုံးကစီစီတေးပွဲဖြစ်ထားပါတယ်အဲ့ဒီကြောင့်ဟတ်တူအထက်တဲတွေ့ဆိုမှုမှာနှစ်သင်းလုံးဟာအသာစီးရရှိမှုတိတ်မရှိပါဘူးခင်ဗျနောက်ထပ်ရေးကြည့်တဲ့ဒီပိုင်းကတော့ဖူလန်မှာအားကိုးရတဲ့အန်ထွိုင်းနီရောဘင်ဆင်ဒူးကောင်းတန်ရရတာတယ်အဲ့ဒီကြောင့်ပါဖို့ပါဖို့မသေးကြဘူးပေါ့နော်အန်ထွိုင်းနီရောဘင်ဆင်မပါတာနဲ့ဖူလန်ရဲ့ အဲ့ left side တစ်ချောက်ကအားနေသွားဖို့အခြေအနေတွေအများကြီးရှိနေပါတယ်။ Fulan ရဲ့နောက်ဆုံး6ပွဲသေးရလက်ကိုထပ်ပြောပါမယ်။3ပွဲနိုင်2ပွဲတည်း2ပွဲရှုံးသားပါတယ်။နောက်ဆုံးရှုံးခဲ့တဲ့ပွဲကတော့ကျွန်တော် Brighton ကိုအဝေးကွင်းမှာ2-1နဲ့ရှုံးခဲ့တာပါ။အိမ်ကွင်းမှာ Tottenham Hotspur ကို2-0နဲ့အနိုင်ယူထားပါတယ်။အဲ့မတိုင်ခင်တော့အဝေးကွင်းမှာ Man United ကို1-1တည်းကစားထားခဲ့ပါတယ်။အဲ့ဒါကလည်း FA Cup ဖြစ်ပါတယ်။ဆိုတော့ Fulan ရဲ့စွမ်းဆောင်ရည်ပိုင်းကတိတ်ပြီးတော့မတည်ငြိမ်တဲ့ပုံစံမျိုးပြအတက်အကျမျိုးလေးတွေရှိတယ်။တစ်ဖက်က Palace ကိုကြည့်မယ်ဆိုရင်နောက်ဆုံး 6ပွဲမှာ4ပွဲဆက်နိုင်ထားတယ်အကျိန်းတော့ဖူလန်ကိုအဝေးကွင်းမှာ2စီးနဲ့နိုင်တယ်ဗလာကို4-1နဲ့နိုင်တယ် FA Cup မှာမီဝေါ်ကို3-1နဲ့နိုင်ပြီး Ipswich Town 1စီးနဲ့နိုင်တယ်လုံးဝကျန်းတော်နေတဲ့နောက်ဆုံး6ပွဲဆက်ရလဒ်လိုပဲပြောရမှာပါသူတို့ရှုံးခဲ့တဲ့တပွဲကတော့ Everton ကိုရှုံးတဲ့ပွဲတစ်ပွဲပဲရှိပါတယ်ကျန်တဲ့ပွဲတွေအားလုံးမှာ Crystal Palace တော်တော်ကောင်းပါတယ်နောက်တဲ့တစ်ပိုင်းကတော့ဖူလန်အသင်းရဲ့အင်ကွင်း6ပွဲသက်ရလက်3ပွဲနိုင်တဲ့ပွဲတွေနှစ်ပွဲရှုံးဖြစ်တဲ့အတွက်ကြောင့်အရင်တော့ယုံကြည်လို့မရဘူးဒါပေမဲ့ ေးလေးစီရဲ့အဝေးကွင်း6ပွဲသက်ရလက်ကရှယ်ကြီးပါ9ပွဲနိုင်2ပွဲတည်ကြထားပါတယ်နိုင်တဲ့ပွဲတွေမှာမန်ယူနိုက်တက်လိုအသင်းမျိုးဝက်ဆန်လိုအသင်းမျိုးနောက်ဆုံးဖူလန်လိုအသင်းမျိုးတောင်ပါပါတယ်ပေးလေးစီရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကိုလုံးဝလုံးဝအထင်သေးလို့မရပါဘူးခင်ဗျာဆိုတော့ကိန်းနဲ့အချက်လက်တွေထပ်ပြီးသုံးသပ်ကြည့်လိုက်တဲ့အခါမှာလည်းကျွန်တော်တွေကပေးလေးစပရိတ်သက်ပဲလောက်ရမှာပါခင်ဗျာโอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲတင်တဲ့ပွဲသွားရအောင်ဒီပွဲတင်ကတော့ပေးလေးဖူလန်ပွဲထက်ပိုပြီးတော့ကြည့်ကောင်းနိုင်တဲ့ ပွဲပေါ့နော်ညဘက်7:45မှာရှင်ပြိုင်ကစားမယ် Brighton နဲ့ Northern Forest ပွဲဖြစ်ပါတယ်နှစ်သင်းလုံးက Premier League လမ်းကြောင်းတွေကိုကြည့်မယ်ဆိုရင်လက်ရှိအချိန်မှာဥရောပဝင်ခွင့်မှန်းလို့ရတဲ့အခြေအနေမျိုးဒါပေမဲ့အနေနဲ့အာတာချက်ကိုဒီရှိတယ် Brighton နီးပြ Hazard ကလူငယ်နီးပြဖြစ်တာနဲ့အညီ Modern Nice နဲ့ဘိုင်းမှာ လိုက်လျောညီထွေပူရှိတယ်ညွန်းတို့စန်တိုကတော့ခင်ဟောင်းနီးပြပုံစံပူစံတယ်ဒါပေမဲ့ကစားသမားတွေကိုစိတ်တက်ပိုင်းဆိုင်ရာမောင်းနှင်မှုဟာပူအားကောင်းတယ်မာကုံပူပြီးတော့ရှိပါတယ်ဒီနေ့သင်ကြားထဲမှာကွာခြားချက်အရင်မကြီးမအောင်ဆိုပေမဲ့ Brighton ဝေ့ပြီးကစားနေမယ်ဆိုရင်တိတ်ပြီးတော့ဟိုနိုင်ဖို့လမ်းမမြင်ဘူးနှစ်သင်းလုံးကတော့ ဂျာရဲ့ထဲမှာပရီးမီးယားလိပွဲတွေကစားရမယ်အဲ့တခွားကတော့ကျွန်တော်ထက်တွားရလိမ့်မယ်ဘရိုက်တန်ကပြဿနာမရှိဘူးပရီးမီးယားလိပွဲဘလို့ပဲကစားရကစားဥရောပဝင်ခွင့်မရလဲဒါသူတို့ရဲ့ goal မဟုတ်ဘူး Nottingham Forest ကြတော့မထင်ထားဘဲနဲ့1-4နေရာဝင်ရောက်ရှင်ပြိုင်နေရတဲ့အခါမှာဒီပေါ်မှာဖိအားတက်ရောက်မှုရှိလာနိုင်တယ်ဆိုတာထက်တွက်ဖို့လိုပါလိမ့်မယ်ခင်ဗျ Okay ဒါတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်မြင်မိတဲ့ key points တွေပါဒီနေ့သင်ရဲ့အကြောပေးမှုကိုဆက်လက်ဆွေးနွေးကြအောင် Brighton ကတကူးသွင်းရင်တဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ် ဒီကြောပင်းမှုကလည်းပြောမလို့လူနဲ့တကင်းတော့ပြင်းတာဗျပွင့်လင်းပြောရင်တရေအပြည့်ဝဆုံးရှုံးခွင့်ပေးလိုက်ပြီဆိုတာနဲ့ Brighton ကတကူးသွင်းအပြည့်ပျော်ရွှင်ခွင့်ရပြီဒါရှင်းရှင်းလေးတိုးပေမဲ့အခုချိန်မှာ Brighton ကတကူးသွင်းတော့ပြည့်ပျော်ရွှင်ခွင့်မရဘူးတဝက်လောက်ပဲပျော်ရွှင်ခွင့်ပေးထားတာကိုကြည့်ချင်းအပြင် Brighton ရဲ့ goal result တွေကများနိုင်တဲ့ Brighton ရဲ့အနိုင်ကပို့ပြီးတော့ percentage များတဲ့သဘောမျိုးပါဒါပေမဲ့ယုံကြည်လို့တော့မရဘူးဗျ Nottingham Forest ကြီးကမာဂုံကြီးရှိနေတာအဲ့မူရီလိုတို့မီလန်ကိုဗစ်တို့ကတော်တော်မာတဲ့ကစားသမားတွေစူပွဲမှုပိုင်းအရလေပို့ပြီးချစ်ချစ်လက်လက်စော့နိုင်တာ Nottingham Forest ကစားသမားတွေဖြစ်နေတယ်အဲ့တော့ကြဘူကီကတော့ဘယ်အသင်းကိုခေါ်တော့လို့ငါကတော့အဲ့ဒီအသင်းကိုဘက်ကန်လိုက်မယ်ဘာညာကျွန်တော်လဲတိတ်မတွေးပါဘူးကျွန်တော်ကတော့ဒဲတွေးပါမယ် Nottingham Forest အသင်းကိုအားပေးကြပါတယ်ခင်ဗျတိုတယ်ကူကတော့၃ဂိုးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်နှစ်သင်းပေါင်းအတွင်းကို၃ဂိုးလောက်တော့ဖြစ်သွားနိုင်တယ်ကဲ တော့ကျွန်တော် နောက်ဆုံးပိုင်းကဒီနေ့သင်ကြားတဲ့ဂိမ်းရဲ့အချက်လက်တွေကိုထပ်ပြီးတော့ဆွေးနွေးလိုက်အောင် Nottingham Forest က Brighton ကိုပူပူနွေးနွေး9-6ပြတ်တီးထားတဲ့အသင်းတသင်းမြတ်ဟတ်တူအထိတ်တိုက်တွေ့ဆုံမှုတွေမှာ Brighton နဲ့ချိန်တိုင်းတည်ရင်ချိန်ကြပြီးတော့ Nottingham Forest ကနှစ်ချိန်နိုင်ထားပါတယ်တိုးတော့ Brighton နိုင်တဲ့အချိန်တွေကကြာတော့ကြာသွားခဲ့ပြီပေါ့နော်တကယ်တမ်းနောက်ဆုံးပွဲစဉ်တွေမှာအသာကြီးရထားတာက Nottingham Forest လို့ပြောလို့ရပါတယ်နောက်ဆုံးနှစ်ပွဲဆက် Brighton ကိုလုံးဝမရှုံးတော့ပါဘူး။ကြည့်ကျွန်တော်နောက်ထပ်ပိုင်းက Brighton အသင်းရဲ့နောက်ဆုံး6ပွဲသေးရလက်၄ပွဲနိုင်၂ပွဲသေးကြာထားပါတယ်။လုံးဝရှုံးပွဲမရှိတော့ပါဘူး။တည်ကြတဲ့အသင်းတွေက Newcastle နဲ့ Man City တို့လိုအသင်းမျိုးတွေကိုတည်ကစားထားတာပါ။ တပတ်က Nottingham Forest ရဲ့နောက်ဆုံး6ပွဲသေးရလဒ်ကတော့2ပွဲနိုင်2ပွဲသည်2ပွဲရှုံးသားပါတယ် Brighton ကပိုကောင်းနေတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျ Brighton ရဲ့အိမ်ကွင်း result တွေကိုထပ်ပြောမယ်ဆိုရင်4ပွဲနိုင်2ပွဲသည်2ပွဲရှုံးသားပါတယ်နောက်ဆုံး4ပွဲဆက် Brighton အိမ်ကွင်းနိုင်ထားပါတယ် Nottingham Forest ရဲ့အဝေးကွင်း result တွေကတော့မကောင်းပါဘူးခင်ဗျ2ပွဲနိုင်2ပွဲသည်3ပွဲရှုံးသားပါတယ်နောက်ဆုံး3ပွဲဆက်မှာသူတို့2ပွဲပဲအနိုင်ရခဲ့ပါတယ်အပွဲကတော့ Ipswich Town ကိုနိုင်တာပါ နျူကက်ဆယ်ကို4-3နဲ့ရှုံးတယ်ဖူလန်ကို2-1နဲ့ရှုံးပါတယ်ဆိုတော့ကင်ဂန်န်ချက်လက်ရချိမယ်ဆိုရင်ဘရိုက်တန်ပိုကောင်းတယ်ဆိုတာညင်းလို့မရဘူးဒါပေမဲ့ကျွန်တော်ရဲ့ရွေးချယ်မှုတော့ကျွန်တော်မပြောင်းလဲခြင်းဘူး Northern Forest ကိုပဲသဘောကျပါတယ် Brighton အသင်းနိုင်သွားမယ်ဆိုရင်တော့တဝက်လောက်ပဲပျော်ရွှင်ခွင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုမပြန့်ရပြီအဲ့တော့ကြောင့် Northern Forest ကိုပဲရွေးချယ်ပေးရင်ねဗီဒီယိုလေးဒီမှာနားကြပါတယ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ